မန္တလေးတိုင်းမတရားမျိုးနဲ့နှကြီးစင်ယူတာကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလက်နက်ကြီးဖြင့်ဖြစ်ခတ်တိုက်ခိုက်ခြင်းကြောင့်ပြည်သူလေးဦးသေဆုံးခဲ့ကြောင်း Voice of Mandalay မှတာဝန်ရှိသူတဦးနှင့်ဒေသပြည်သူများကပြောဆိုထားပါတယ်ရှင်။ယနေ့နိုဝင်ဘာလ23ရက်နေ့နနက်7:00နာရီကျော်ခန့်ချိန်နှကြီးစင်ယူတာတို့မတရားမျိုးပေါ်တွင်တဆွဲထားသောစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလက်နက်ကြီးများဖြင့်ဖြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းစစ်တပ်ပစ်ခတ်သောလက်နက်ကြီးကြီးများသည့် နကြီးစရွာပေါ်ကြွရောက်ပောက်ကွဲခဲ့ပြီးပြည်သူ၄ဦးသေဆုံးက၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလက်ရှိချိန်တွင်ကျေးရွာနေပြည်သူများသည်ဘေးလွတ်ရာထွက်ပြီးတိမ်းရှောင်နေရကြောင်းသိရှိရပါသည်။မထွေရမျိုးပေါ်ကစစ်ခွေးတွေကလက်နက်ကြီးနဲ့ဖစ်လို့နကြီးရွာတဲကိုကြွရောက်ပောက်ကွဲသည်ပြည်သူ၄ဦးသေဆုံးတယ်လို့သိရပါသည်။ထိခိုက်ဒဏ်ရာရတာလေ၄ဦးထက်မနည်းရှိတယ်။ဒဏ်ရာရတဲ့သူတွေက ဘုံစားဒီထိမှန်တာလို့သိရတယ်ဟုဒီသောခံပြည်သူတဦးကပြောဆိုထားပါတယ်ရှင်။အလားတူနိုဝင်ဘာလ၁၈ရက်နေ့မွန်လွဲတနာရီခန်းကလည်းစစ်တပ်ကမတ္တရာမြို့နယ်မြောက်ပိုင်းရှိတခိနာအယုံရွှေချင်းဖုံးကြီးကျောင်းကိုလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်ဖုံးကြီးကျောင်းဝန်အတွင်ကြားရောက်ပောက်ကွဲခဲ့ပြီးကျောင်းဆောင်နှဆောင်မီးလောင်ပြိုကျခဲ့ကြောင်းသိရှိရပါတယ်ရှင်